သိန်း30ကိစ္စမှာသူ့ဘက်ကတစက်လေးမှမမကြောင်းနေသူမကိုဝေဖန်တိခါချဆင်းအောင်လုပ်ရင်တရားစွဲမယ်ဆိုတဲ့ခိုင်နေဝေး အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပြန်လေးကြိုဆိုလိုက်ပါရီတနိုင်ငံလောကလေးစားရတဲ့ brighter မိခင်ကြီးဆိုပေမဲ့ဘန်ကောက်ကနေမှဝင်လာတဲ့ပတ်စံ330ကိုပြန်မပေးလို့ပွဲဖြစ်နေတာက brighter မိခင်ကြီးခိုင်နေဝေးပါဒီမတိုင်ကတော့ခိုင်နေဝေးရမြန်မာတနိုင်ငံလောကလေးစားရတဲ့ brighter မိခင်ကြီးဖြစ်အားလုံးကသတ်မှတ်ထားကြတာဖြစ်ပါရီခိုင်နေဝေးကိုရင်ကလည်းမိဘမေရင်သွေးလေးတွေကိုကိုယ့်ရဲ့ရင်သွေးတွေလိုမျိုးစောက်ရှောက်ပြမြန်မာတနိုင်ငံလောကမှာကြာရောက်တဲ့ရေပင်းငယ်လင်ပွဲတွေမှာဆိုရင်လေကိုရင်တော့ရောက်လူတန်းပြဆိုတော့ခိုင်နေဝေးကိုလူတွေက brighter မိခင်ကြီးဖြစ် ဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဒါကြောင့်လေကုမ္ပဏီပိုင်ရှင်တထဲကြီးတွေအဖွဲ့အစည်းတွေပြည်ရင်းပြည်ပါကခုနှစ်ရက်သားသမီးတွေရဲ့လူငွေတွေဟာခန်းနွေဝေတီထောင်ထားတဲ့ Brighter Foundation ကိုသိမ်းသောင်းချီဝေနေကြဖြစ်ပါတယ်။ခန်းနွေကိုရိုင်းကလည်းစေဝါငွေတွေနဲ့လှူပြနေတော့အားလုံးရဲ့လေးစားချစ်ခင်ချစ်ကိုရရှိနေတာပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ခန်းနွေတယောက်တော်တော်လေးကိုမဝေဖန်ခံနေရတာဖြစ်ပါတယ်။အထူးသဖြင့်ခန်းနွေဝေဟာအလူတန်းတွေကိုဖြစ်ကတဲ့ဆဲလူနေတယ်။စသဖြင့်ဝေဖန်ခံရတာဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာပွဲဖြစ်နေတာကတော့ခန်းနွေဝေဟာသူမဘန်ကောင်းတဲ့ကိုမဝင်လာတဲ့အလူငွေသိန 30ကိုပြန်မပေးတဲ့ကိစ္စပါ။မရှားထွက်နေဆိုရင်အထည်ဆိုင်ပိုင်ရှင်တူဟာခုနှစ်ရက်နေမှာတော့သူမရဲ့ဆိုင်တွေအထည်ရှင်းွေတွေကိုစက်ယုံနဲ့ခန်းနူးဝေပရိုက်တာဖောင်ဒေးရှင်းကောင်းနေမှားကလွှဲမိတယ်လို့ဆိုပါရီ။ဒါကလည်းမရှားထွက်နေဟာသူမရဲ့တင်ငယ်ချင်းတွေစီးပွားရေးဖွဲ့တွေနဲ့တူခန်းနူးဝေပရိုက်တာဖောင်ဒေးရှင်းကိုမကြာခဏငွေလူနေတာမလို့လေခန်းနူးဝေရဲ့ဖောင်ဒေးရှင်းဘဏ်အကောင့်ကသူမဖုန်းနေရှိနေတာကြောင့်မှားလဲမိတာဖြစ်ကြောင်းထက်ဆေးရှင်းပြပါရီ။ဒါကြောင့်လည်းမရှားထွက်နေဟာငွေမှားလွှဲမိပြီးတော့တနအိတွင်းခန်းနူးရဲ့ Brighter Foundation ရုပ်ကိုသွားက သူမငွေလဲတက်တဲ့တိကျနဲ့ပြန်တောင်းခဲ့ပါရီဒီလိုအချိန်မှာရုံဘက်ကခိုင်နေဝေကပျော်ဝဲရှောင်းနေလို့နောက်လင်းကားရဲ့ပြန်လာဖို့ပြောခဲ့တယ်လို့မရှားထွန်းနေကသူမကြုံတွေ့ခဲ့တာကိုရှင်းပြခဲ့ပါရီဒီလိုနဲ့မရှားထွန်းနေက330နီးပါးကိုပြန်ရဖို့အချိန်ကြေးသွားရောက်ခဲ့ပေမဲ့ခိုင်နေဝေ Brighter Foundation ဘက်ကငွေကိုပြန်မပေးပါဘူးမရှားထွန်းနေကသူမအမှန်တကယ်ငွေမလွှဲမိကြောင်းတက်တဲ့ထောက်ထားခိုင်လို့ပြထားနိုင်ချိန်မှာတော့ခိုင်နေဝေရဲ့ဘဏ်မန်နေဂျာဆိုသူကမရှားထွန်းနေလှူလိုက်တဲ့ငွေဟာတနအီတွင်းမှာလှူလိုက်ပြီးဖြစ်ကြောင်း ဘေကလူလိုက်မယ်လည်းမသိကြအောင်မရှားထက်နယ်အနေနဲ့သူမရဲ့ငွေကိုပြန်လိုချင်ရင်နေပြည်တော်တိတရမယ်လို့ပြောလာတာဖြစ်ပါတယ်။ဒါကြောင့်လည်းအထေဆိုင်ပန်းရှင်မရှားထက်နယ်တယောက်အင်တာနက်ပေါ်ကနေတစင်ခန်းနီဝေတီအောင်သူမရဲ့ post ကိုမျှဝေလာခဲ့တာဖြစ်ပါတယ်။ မေရှားတန်တွေကခိုင်နေဝေနေနဲ့သူမဝေမလွဲမိတဲ့တက်သေးထောက်ထားပြေစုံပြနိုင်တာတောင်းငွေသိန်း30ပြန်မရတဲ့ပုံမှာခိုင်နေဝေဟာတနိုင်ကလုံးကိုမြေတားထားနိုင်တဲ့စေတနာရှင်မြေတားရှင်မကြီးဖြစ်နေပေမယ့်သူမအပေါင်းမတဲ့ရောင်းရှရှာဖွေထားတဲ့ချွေးနှင်းစာသိန်း30ကိုပြန်မပေးနိုင်ဘူးလားလို့ဆိုပါရီလူရဲတော်များကလည်းမေရှားတန်တွေအနေနဲ့ခိုင်နေဝေ Brighter Foundation ကိုငွေမလွဲမိတဲ့တက်သေးဆုံးနေရာတောင်းအဖွဲ့အစည်းတစ်ခုအနေနဲ့ငွေပါကြောင့်ပြန်မပေးတလဲဆိုပြီးခိုင်နေဝေ Brighter Foundation ကိုမိကွန်ထုတ်ကြပါရီအပြင်ကသာမန်သူတွေတောင်မှငွေမဝင်လာ ရင်ပြန်ပေးတတ်ကြပါရဲ့ဒါပေမဲ့ခန္ဓာဝေဘက်ကပြန်မပေးတာပါ KBZ ဘဏ်ဘက်ကလည်းလူချင်းတွေ့ပြီးတော့ပြန်တောင်းဖို့ပြန်မပေးရင်အကောင့်ကိုရှာရင်ပိတ်ထားရမယ်လို့ပြောပေမယ့်မရှားထက်တွေကတော့သူမကြောင့်ခုနှစ်ရက်သားသမီးတွေလူတန်းနေတဲ့ခန္ဓာဝေရဲ့ဘဏ်ကမပိတ်သွားစေချင်လို့သူမငွေကိုပြန်ပေးဖို့ရိုးသားသားတောင်းတာဖြစ်ပါရဲ့ခန္ဓာဝေကတော့ဒီကိစ္စနဲ့ပတ်သက်လို့စောပိုင်းမှာဖြေရှင်းချက်မပေးပါဘူးဒါပေမဲ့သူမကတရားဝင်မှတ်ပုံတင်ထားတဲ့အတင်းဖွဲ့မှုနမည်ဖြတ်ရင်တော့တရားစွဲမယ်လို့ပြောထားတာဖြစ်ပါရဲ့အတူတပြင်ခန္ဓာဝေကသူမဟာဝင်းမိုင်းရေးစွာလွှဲမှု အတွက်ဆက်ဆက်ငွေပြန်ပေးလေရှိကြောင်းဒါပေမဲ့မှန်ကန်မှုရှိမရှိလိုအပ်သလိုစစ်ဆေးဆောင်ရွက်ပြီးအချိန်ခဏဆောင်ခိုင်းထားခြင်းသာဖြစ်ပါတယ်လို့ပြောခဲ့ပါရီဒါပြင်ခန်းဒီဝဲရင်သွေးလေးများကကလည်းတီထောင်ခွင့်ပြုမိတရားဝင်ကြပြီးတော့အဖွဲဖြစ်ပါရီစီးရင်များအလုံးကိုလည်းတေချာမှန်ကန်စွာဖြင့်ရက်တည်နေသောအဖွဲစည်းလေးဖြစ်ပါရီ ို့ဖြစ်ပါရဲ့အတွင်းအတွက်ဂုတ်တိခါကြာဆင်းအောင်နီမျိုးစုံပြည့်လှုပ်ဆောင်နေသောသူများကိုဥပဒေအရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်လို့ပြောကြားလာခဲ့တာကိုလည်းတွေ့ရပါသည်။ဗီယိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောမေရှားထက်နယ်ဘက်ကမာတလာဝင်းပြမပေးတဲ့ခိုင်နှုံးရဲ့ဘက်ကလိုသလားဆိုတာပြောခဲ့ပေးပါဦးရှင်။